နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်ကြောက်ဖြူမြို့မှာစစ်သားတွေနဲ့ဌာနဆိုင်ရာပေါင်းစုံကရွေးကောက်ပွဲအတွက်မင်းဆွေစီယုံရေးပါတီဆိုင်ဘုတ်တွေကိုစတင်စိုက်ထူရဲလို့သိရပါဗျ။ကျောက်ဖြူမြို့လေးမှာရှိတဲ့나이စင်အရှိမမနေ့ကအောက်တိုဘာလ9ရက်နေ့မနက်8:00နာရီလောက်က စစ်တပ်ရဲ့ရေတပ်ကြီးတပ်ကအရာရှိအဆင့်တွေအပါအဝင် ထွေအုပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံကတရှင်းတွေဖွင့်ကမင်းဆွေစီယုံရေးဆိုင်ပုတ်စိုက်ထုတ်ခဲ့ကြတာဖြစ်တယ်လို့မြို့ခန့်တယောက်ကနရီစရာကိုပြောပါရယ်။ကြောက်ဖြူမျိုးတွေကပြင်ဖြူမော်ကြီးရွာအပါအဝင် ရက်ွက်တရှုပ်ကိုလာမဲ့ရွေးကောက်ပွဲမှာမေးထရင်ငွေရရှိမယ်ဆိုကပြည်နေဝင်ကြီးရှုပ်ဦးထိန်လင်းကပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကကြောက်ဖြူကိုရောက်ရှိလာစဉ်ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ကြီးရွာအုပ်ချုပ်ရေးမှုတွေခေါ်ပြီးတော့ ြောကြားခဲ့တာရှိတယ်လို့လည်းမြို့ခန်တူကပြောပါရယ်စစ်ကောင်မရှင်ဟောင်းကြောက်ဖြူမျိုးပေါ်မှာရွေးကောက်ပွဲကျင်းပဖို့ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူဒေသခံတွေကိုဖမ်းဆီးစစ်ဆေးမှုတွေလည်းကျင်းနေတယ်လို့ဒေသခံတူကနရင်းစရာကိုပြောပါရယ်နောက်ပြီးကြောက်ဖြူမျိုးပေါ်မှာအကြောင်းမျိုးမျိုးကြောင့်ပိတ်မိနေသူတွေကိုပါရွေးကောက်ပွဲမှာမေးထည့်ခိုင်းဖို့စီစဉ်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါရယ်လာမယ့်ရွေးကောက်ပွဲမှာရခိုင်ပြည်အတွင်းစစ်တပ်ထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေမှာ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP အပါအဝင်ဥပရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမြို့တိုင်းရင်းသားပါတီမြို့တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ခမည်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်